တူရကီအတွက်အခက်ရှိပြေတက်လျင်တွေဝယ်ယူခွင့်ကနေပိတ်ပင်ထားတဲ့အရေးယူမှုကိုဖိရှားပေးဖို့အလားအလာရှိကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပါတယ်ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့အမေရိကန်ကိုရောက်ရှိနေတဲ့တူရကီသမ္မတရာဂျက်တာရီအာဒိုဝါနဲ့တွေ့ဆုံချိန်မှာထရမ့်ကအခုလိုအသိပေးကြတာပါတူရကီဟာအမေရိကန်ကဥဆောင်ပြီးမဟာမိတ်နိုင်ငံတွေပူးပေါင်းထုတ်လုပ်တဲ့ပြင်စမမျိုးဆက် F35 တက်လျင်စီမံကိန်းမှာပါဝင်ခဲ့ဖို့ပြင်မဲ့2020ပြည့်နှစ်မှာတော့ဖေထုတ်ခံခဲ့ရပါတယ် အကြောင်းကတော့တူရကီကရုရှားစီကနေ S400 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်တစ်ခုဝယ်ယူခဲ့တာကြောင့်ပါရုရှားရဲ့လက်နက်စနစ်နဲ့ F35 တွေကိုတွဲဖက်အသုံးပြုတဲ့အခါမှာအဲ့ဒီပင်စမမျိုးဆက်ခိရှိပြေတိုက်လျင်ရဲ့ဤပညာအချက်အလက်တွေပေါက်ကြားသွားမှစိုးရိမ်ရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တူရကီကို American ကဖိထုတ်ခဲ့တာဖြစ်ပါတယ်၆နှစ်တာအတွင်းပထမဆုံးအကြိမ်ဖြစ် Imperial ကိုအခုသတင်းပတ်ထဲမှာ Ardowan ရောက်ရှိလာတဲ့အခါမှာတော့ Trump ကနွေနွေထွေထွေကြိုးဆိုခဲ့ပါတယ် အာဒူဝါဟာအင်မတန်စိတ်သဘောထားပြတ်သားခိုင်မာသူတူလို့ထရမ့်ကချေချွခဲ့ပြီးသူနဲ့တူရကီသမ္မတကြားမှာမိတ်ဆွေဆက်ဆံရေးမျိုးရှိနေစေလို့လည်းပြောကြားသွားခဲ့ပါတယ်။တွေးဆောင်ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့တကယ်လို့တူရကီသားရုရှားစီကအရင်နံဝေယမှုတွေကိုရပ်တန့်လိုက်မယ်ဆိုရင်ညှိနှိုင်းနေတဲ့ကိစ္စတော်တော်များများအလွဲတကူအဆင်ပြေသွားလိမ့်မယ်လို့ထရမ့်ကသတင်းထောက်တွေကိုပြောပါတယ်။ရုရှားကယူကရိန်းအပေါ်ရန်လိုတဲ့ကာလပတ်လုံးအဲဒီလိုရပ်ဆိုင်ထားမှုမျိုးကိုတူရကီကပြသဖို့တော့လိုလိမ့်မယ်လို့ ထရမ်ကဆိုပါတယ်ရေဒါနဲ့ထောက်လန်းမှုကိုရှောင်ကွင်းနိုင်တဲ့ကိုပြောင်းနီးပညာပါဝင်တဲ့ F35 တပ်လျင်တွေကိုတူရကီစီရောင်းချပေးနိုင်ခြင်းနဲ့ပတ်သက်ပြီးမေးမြန်းရမှာတော့ထရမ်ကအာဒိုဝန်ဟာသူလိုချင်နေတဲ့ပစ္စည်းတွေကိုအောင်အောင်မြင်မြင်ဝယ်ခွင့်ရသွားလိမ့်မယ်လို့သူထင်ကြောင်းပြန်ဖြေသွားခဲ့ပါတယ်အာဒိုဝန်ကတော့ထရမ်နဲ့တွေ့ဆုံချိန်မှာ F16 စရုပ်ထောင်မျိုးဆက်တပ်လျင်အစီး၄၀ကို American စီကဝယ်ယူဖို့အပေါဝင်ဂါကွေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ စွန့်အင်နဲ့ကုံတွယ်ရေးကဏ္ဍတွေကိုဆွေးနွေးခဲ့တယ်လို့ပဲမယုံမလို့မှတ်ချက်ပေးသွားခဲ့ပါတယ်။ထရမ့်နဲ့အာဒိုဝန်တို့ဟာဆီးရီးယားပြည်တွင်းဆက်နောက်ပိုင်းအခြေအနေတွေနဲ့ပတ်သက်ရင်တူညီတဲ့သဘောထားမျိုးနဲ့ပိုပြီးနီနီကကအထီးတွေ့ဆက်ဆံလာပေမဲ့ဂါဇာအရင်းမှာတော့ထိတ်တိုက်ကွဲလွဲနေကြပါတယ်။ထရမ့်ကအစ္စရေးကိုအခိုင်အမာ ထောက်ခံပြီးအာဒိုဝန်ကတော့အစ္စရေးအစိုးရဟောင်းဂါဇာမှာပါလက်စတိုင်းတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်နေကြောင်းပြင်းပြင်းထန်ထန်ဆွဆဲထားပါရဲ့ရှင်